ီးတော့ဒါစစ်ကောင်စီအခုလိုမျိုးမြုပ်နှံခံရတဲ့တက်ကလည်းပေါ့နော်တဲတွေပါချောင်းချောင်းနေမှာပေါ့နော်အလောင်းတရာကျော်ပြီဗျာကျွတ်မှလည်းမဟုတ်ဘူးသိရမလားအာအရကတော်တော်အေးရဲ့ဖြတ်တောက်ပေးဆုံးမူရပါနော်တကယ်ချောက်ခွန်းမန်းလိလိပေါ့နော်ရေပန်းအောင်ဝင်မှမလားမသိဘူးပေါ့နော်မင်္ဂလာပါဒီနေ့ကတော့နိုဝင်ဘာလ22ရက်နေ့2025ခုနှစ်ဖြစ်ပါတယ်ဒီနေ့မှာလည်းကျွန်တော် ထူးထူးခြားခြားဖြစ်စဉ်တွေသတင်းကောင်းတွေမြေပြင်ကအခြေအနေတွေပြောကြမှာပေါ့နော်အဲ့တော့ဒါပထမဆုံးတော့ဒါချင်းပြည်နယ်ချင်းပြည်နယ်မှာဖြစ်တဲ့တိုက်ပွဲတွေပေါ့နော်အဲ့တိုက်ပွဲတွေထဲမှာတေဆုံးသွားတဲ့စစ်ကောင်စီစစ်သားအယောက်100ကျော်ဘူးပေါ့နော်ဒါကလေးမျိုးခလာရ228ထဲမှာ လူမသိသူမသိဒါဒိတ်တစိတ်မြုံနေနေရတဲ့အပြင်ကိုသတင်းမပေါက်ကြအောင်လုပ်နေရတယ်ဆိုတဲ့သတင်းကလည်းအရင်စိတ်ဝင်စားအောင်ကောင်းနေပါတော့သူတို့ကလူမသိသူမသိဒါလုံးဝမြုံနေနေဆိုတဲ့အချိန်ကြာမှာပဲဒါအပြင်ကိုထွက်ထွက်လာတယ်ပေါ့နော်ဒီသတင်းကအဲ့တော့ဒီရတိုင်းပဲစစ်ကောင်စီကအော်တိုဘာလလောက်ကစပြီးတော့ဒါချင်းပြည်နယ်ကိုအင်အားအလုံးရင်းနဲ့စစ်ကြောင်းတွေထိုးတယ်အဓိကတော့သူလက်လွတ်ခဲ့ရတဲ့မြို့တွေကိုသူပြန်ပြီးရွေးကောက်ပွဲအမိပြန်ယူဖို့ပြင်အဲ့နယ်မြေတွေမှာရွေးကောက်ပွဲကျင်းပဖို့အခုလိုမျိုးဒါစစ်ကြောင်းတွေဖိထိုးတယ် အဲဒီလိုစစ်ကြောင်းထိုးရကနေဒါကြေးရွာတွေပေါ့နော်ဒေသခံတွေထွက်ပြေးရတာတွေဒါဖမ်းဆီးခေါ်ဆောင်ခံရတာတွေအဲပြီးရင်အဲလိုမျိုးခေါ်ဆောင်ခံရတဲ့ဒါပြည်သူတွေကိုတော်လိုင်းတပ်ဖွဲ့တွေကပြန်ပြီးတော့ကယ်ထုတ်ခဲ့ရတယ်ဆိုတဲ့ဖြစ်စဉ်တွေကလည်းဒီရက်ပိုင်းတော်တွင်းမှာပေါ့နော်ဒါဖြစ်ပျက်ခဲ့တာတွေရှိတယ်အဲပြီးရင်ဒါဒီလိုမျိုးစစ်ကြောင်းထိုးရကြအောင်မလို့ဆီဗီရှောင်ရတဲ့ပြည်သူတွေလည်းအများကြီးပဲရှိခဲ့တယ်ပေါ့နော်အဲ့တော့အင်အားအလုံးကြီးနဲ့ထိုးလာတဲ့စစ်ကောင်စီစစ်ကြောင်းတွေကချင်းပြည်နယ်ရောက်တဲ့အခါမှာတော်လိုင်းပူပေါင်းတပ်ဖွဲ့တွေရဲ့ရွရွချွချွတုံ့ပြန်တိုက်ခိုက်ခြင်းကိုခံခဲ့ရတယ် ဒီလိုတိုက်ခိုက်နိုင်ခဲ့လို့ဒါစစ်ကောင်စီဘက်ကအထိကိုက်ကြဆုံးနေများခဲ့တယ်။ဒါရှေ့ရထဲမှာကိုပဲပေါ့နော်လက်နက်ခဲယံနေပုံလိုက်ရခဲ့တာကြီးလည်းရှိတယ်။ဒါဟိုနေ့ကထုတ်ပြန်ကြမှာဆိုရင်ဒါစစ်ကောင်စီအင်အားတရာကျော်လောက်ကိုဖြုတ်ပစ်တာပေါ့နော်။အာပါတရာကြီးတရာကျော်လောက်ဘင်းပစ်တာအဲ့ထဲမှာပုံမှုတွေပိုကြီးတွေပါတယ်။ဒါပြင်နောက်ထပ် သိရတဲ့သတင်းတစ်ခုကဘာလဲဆိုတော့ viewer မှုဘုံမှုကြီးလှမျိုးထုတ်ကိုတိုင်းလဲဒဏ်ရာပြင်းထန်တယ်ဆိုပြီးတော့သိရတယ်ဒါလည်းအားရစရာကောင်းတယ်ပေါ့နော်အကောင့်တွေပါလေဖြတ်ပြေးသွားပြီအဲကောင်ဆိုရင်အဲ့တော့အဲ့လိုတိုက်ပွဲတွင်းမှာဒါပိုးစိုးပဆက်တည်ဆုံးခဲ့တဲ့စစ်ကောင်စီစစ်သားတွေရဲ့တည်ဆုံးသတင်းကိုအပြင်ပေါက်ကြားမှာဆိုလို့ဒါကလေးမျိုးပေါ်ကခလာရ228တက်ထဲမှာတိတ်တိတ်မြုပ်နှံခဲ့တယ် ပြီးရင်ဒါနာရေးလောက်တာတွေအာသုဘလောက်တာတွေကိုဒါတိတိစိတ်လုံဆောင်ခဲ့တယ်ဆိုပြီးတော့သိရတယ်ဗောနော်မသိအောင်လုပ်ပါတယ်ဆိုမှပဲဒါကျွန်တော်တို့ကသိသွားပြန်ပြီဗောနော်အဲ့တော့ဒါကလည်းအားရစရာကောင်းတယ်ဗောနော်အဲ့တော့ဒါရှေးကောင်းစီဘက်ကအခုလိုမျိုးဗောနော်တိတိစိတ်လုံဆောင်နေရတဲ့ကိစ္စတွေကပိုပိုပြီးများလာတယ် ဘလို့ကိစ္စတွေမှာအများဆုံးလဲဆိုတော့ခုနလိုအာသုဘကိစ္စတွေပေါ့နော်အာသုဘကိစ္စတွေမင်္ဂလာဆောင်တဲ့ကိစ္စတွေတာမျိုးတွေဆိုရင်ဒါတိတ်ဆိတ်လှုပ်ဆောင်နေရတဲ့ဟာရှိတယ်ဘာလို့လဲဆိုတော့စစ်သားနဲ့ယူတယ်ဆိုတဲ့ဟာကိုအဖြစ်မခံကျင်တဲ့ဟာမျိုးတွေကလည်းဒါမင်္ဂလာဆောင်တဲ့ပတ်သက်လို့မသိအောင်လုပ်ကြတယ်ပြီးတော့တေဆုံးသွားပြီဆိုတဲ့ခါကျရင်လည်းဒါပေမဲ့ဟိုလုံးဝပေါ့နော်96ဝါယောဂနဲ့ပဲသေတာလို့လို့ဘာလို့လို့နဲ့တိတ်ဆိတ်လှုပ်ဆောင်ကြရရှိတယ်နိုင်ရေးဖိတ်စာတော့မှမရိုက်ခိုင်းဘူးနိုင်ရေးဖိတ်စာတော့မှတက်ကနေပြီးလှုပ်ခိုင်းတယ်ဆိုတဲ့ပုံစံမျိုးအခုဆိုရင်လည်းကြည့်ဒါလုံးဝ ချင်းပြည်နယ်ကိုစစ်ကြောင်းသွားထိုးပါတယ်ဆိုတော့စစ်ကောင်စီတပ်တွေကနေရာနှက်ကပါတယ်အခြားနေရာအခြားနယ်မြေတွေကနေပါတယ်ဗောဗျာချင်းပြည်နယ်ကတပ်တွေမဟုတ်ဘူးဗောထားပါတော့အဲကြအဲ့လိုမျိုးဒါတည်ဆုံးသွားပါပြီဆိုတော့ဒီစစ်သားတွေကဒီခလရ228မှာချင်းပြည်နယ်မှာရှိတယ်ခလရ228မှာပြန်ပြီးမြုပ်ခဲ့ရတယ်သူတို့တပ်ကိုသူတို့ပြန်မရောက်တော့ တို့ရဲ့မိသားစုတွေတောင်မှဒီအလောင်းမရဘူးအယိုးပြမရဘူးပေါ့နော်။ညာခုနပြောသလိုပဲဒါဓာတ်ပုံလေးနဲ့ပဲကြည့်ပြီးတော့ပေါ့နော်။အဲမြုပ်ထားတဲ့ဟာမျိုးပေါ့နော်။အဲ့တော့ဒါတို့တွေကိုသတိရလို့လွမ်းဆွတ်လို့တန်းတားလို့သွားပြီးတော့ဒါတို့တွေ့ချင်ပါလေဆိုရင်တော့မှပဲအဲ့နေရာကိုသွားတွေ့ရမှာ။ဒါတော့ကအခုချိန်နေရမလွယ်တော့ဘူးပေါ့နော်။ပြီးတော့ဒါစစ်ကောင်စီအခုလိုမျိုးမြုပ်နှံခံရတဲ့တက်ကလည်းပေါ့နော်။တဲတွေပါချောင်းချောင်းနေမှာပေါ့နော်။အလောင်းတရာကျော်ကြီးပြန်ကျွတ်မှလည်းမဟုတ်ဘူးသိရမလား။ပြည်သူကိုနှိမ့်ဆက်တက်ဖြတ်ခဲ့တဲ့ကောင်တွေဖြစ်တဲ့တော့ပေါ့နော်။အဖိမ့်တွေအဖိမ့်တွေအကောင်တွေကျွတ်မှမဟုတ်ဘူးပေါ့နော်။အဲ့တော့ ကောင်းပါတယ်မြုပ်ပါပြီးတော့မြေနေရာတွေကလည်းစစ်ကောင်စီကတည့်ရတိုင်းပဲတက်တွေတက်တွေမှာဒါပြည်သူတွေလေမြေတွေဘာညာတွေအခုတိမ့်ထားတဲ့မြေတွေကလည်းများတာပေါ့နော်အဲကြတော့နောက်ထပ်မြေတွေလည်းအများကြီးကြံအောင်ပါအဲ့တော့နေရာဆုံးမှာမြုပ်ပါပေါ့နော်အဲ့တော့မတိအောင်လုပ်ပါတယ်ဆိုတဲ့သတင်းကတိပြအောင်တည်တည်တယ်ပေါ့နော်အဲ့ဘလိုပဲဖြစ်ချင်းမီနယ်မှာရှိတဲ့ဒေါ်လိုင်းတက်ဖွဲ့တွေကိုတကယ်လေးစားတယ်ပေါ့နော်လာခဲ့ကြိုက်တော့တက်လာခဲ့ပေါ့နော်ကျိုးဆိုရင်ပြောတာအဲအဲ့လိုပေါ့နော်အခုရမြတ်တယ်အဲ့လိုတက်လာတဲ့အဖွဲ့တွေမလာသေးဘူးလားကျွန်တော်တို့စောင့်နေရပြင်းလာပြီ ဘာလို့တပ်ဖွဲ့တွေကဒီကောင်တွေအဲ့လိုမျိုးဖျဲပြီးတော့တက်လာလို့ကြောက်ဝင်မထင်နဲ့ပေါ့နော်လုံးဝလာခဲ့မင်းတို့ကြိုက်တဲ့လာခဲ့ကြိုက်တဲ့ဟာနဲ့လာခဲ့ကြိုက်တဲ့အင်အားနဲ့လာခဲ့ဆိုတဲ့ပုံစံမျိုးနဲ့ကျုံညားတာပေါ့နော်အဲဒါကြောင့်မလို့လေဒါအောင်မြင်မှုတွေရကြတာဖြစ်တယ်ဒါအင်အားတရာကျော်လောက်ဒါရပိုင်းတော်တွင်းမှာပဲပျောက်သွားတယ်ဆိုတဲ့ဟာကမနှဲမှမနှဲပဲပေါ့နော်အဲ့တော့ဒါသူတို့ရဲ့ဒါစစ်သားမိသားစုတွေပေါ့နော်ကြံနေခဲ့တဲ့သူတွေအနေနဲ့လည်းဒါဝယ်နဲ့ကြေကွဲရမှာပေါ့လေနော်အဲ့ဒါကြီးကိုရည်ပြီးပြောနေအဲနောက်တစ်ခုကဒါကလေးတောင်ပိုင်းကိုစစ်ကြောင်းထိုးတဲ့အထက်မှာ တရားကျော်တည်တယ်ဗောနော်အဲ့တော့အဲ့ဒါနဲ့ပတ်သက်လို့ဒေသခံကပြောလဲဆိုတော့ကလေးတောင်ပိုင်းကိုစစ်ကြောင်းထိုးတဲ့အထက်မှာအယောက်တရားကျော်လောက်တည်တယ်တဲ့အဲ့တည်တဲ့သူတွေကိုခါလိုက်က228ထဲမှာပဲတကြူတော့တယ်တဲ့အရင်လိုအပြင်မှာမလုတော့ဘူးတဲ့သတင်းထွက်မှာဆိုလို့တဲ့အဲ့လိုမျိုးအထိနာနေတဲ့စစ်ကောင်စီကကလေးမျိုးမြောက်ဘက်နဲ့တောင်ဘက်တကြောကကြေးရွာတွေကိုအင်အားအလုံးရင်းနဲ့စစ်ကြောင်းထိုးပြီးတော့ဒါပြည်သူလူထုကိုပုံမှုပြစ်မှတ်ထားတိုက်ခိုက်မှုတွေလုပ်နေတယ်ဆိုပြီးတော့လည်းသိရတယ်ဒါစစ်ကောင်စီရဲ့ထုံးစံပဲပေါ့နော်စစ်ကောင်စီဟာသူတို့အထိနာပြီဆိုတာနဲ့ ပြည်သူကိုပဲရှုံးမဲမဲတော့တာပေါ့နော်လက်နဲ့မကင်ထားတဲ့ဒါပြည်သူကိုပဲအနိုင်ကျင့်တဲ့ပုံစံမျိုးတွေလုပ်တယ်ပြီးရင်ထူးခြားတဲ့တခုရှိသေးတယ်အဲ့ဘာလဲဆိုတော့ခုနညာဖြစ်စဉ်တွေဖြစ်တဲ့နေရာရွာလေးဆိုရင်ကလေးမြို့တောင်ဘက်ဒါမြောက်ခရမ်းပြီးရင်မွေးလေနတ်ချောင်းပြီးရင်နတ်ချောင်းပေါ့နော်ပြီးရင်အရှိစီတင်သားကျေးရွာတွေနဲ့ဒါအနီးနားကျေးရွာကပြည်သူတွေကနှိဆက်ရဒါနေရာတွေကိုပေါ့နော်ဆစ်ဆစ်ရှောင်ရတယ်ပေါ့နော်ဆစ်ဘေးရှောင်ရတယ်ဒီကောင်နေစစ်ကြောင်းထိုးလာလို့ဒါထွက်ပြေးနေကြရတယ်ဗောနော်အဲ့တော့စစ်ကောင်စီကအခုလိုစစ်ရှောင်တဲ့ဒေသခံတွေကိုပြန်ပြီးတော့ခေါ်တယ် ပြန်ခေါ်တယ်ပေါ့နော်ခေါ်တယ်ဆိုတော့သူတို့ရောက်လာပြီဆိုတဲ့အချိန်မှာငိမ့်ချမ်းသွားတယ်ဆိုတဲ့ပုံစံမျိုးပုံဖော်ကျင်တာလည်းပါတယ်အပြီးတော့ကျတော့ဒီရွေးကောက်ပွဲအတွက်သူတို့လှုပ်ချင်တာလည်းပါတယ်ပေါ့နော်အဲအကြောင်းမလို့ဒါသူတို့ကဒီပြည်သူတွေကိုပြန်ခေါ်တာရှိတယ်ဒါပေမဲ့လည်းတစ်ဖက်မှာဘာဖြစ်နေလဲဆိုတော့ဒီစစ်ကြောင်းနဲ့တိုးလို့ပေါ့နော်ဒါစစ်ကြောင်းနဲ့တွေ့မိလို့စုံမိလို့တက်ဖြတ်ခံလဲရတဲ့ဖြစ်စဉ်တွေလည်းရှိတယ်ဆိုပြီးတော့သိရတယ်ပေါ့နော်အဲအကြောင်းမလို့ဒါတချို့ကမပြန်ရဲကြဘူးတဲ့ဘာကြောင့်လဲဆိုတော့ခုနကလိုစစ်ကြောင်းနဲ့တွေ့ရင်တက်ဖြတ်တာတွေလုံနေလို့ အာမပြောင်းရင်ကြတဲ့သူတွေလည်းရှိတယ်တဲ့ညောက်စည်းဘက်မှာဗောနော်ရွာမှာကြံခဲ့တဲ့ဝက်တွေကိုအစာသွားကြွေးတာသူတို့နဲ့တိုးလို့အသက်ခံလဲရတဲ့ဖြစ်စဉ်တွေရှိတယ်တဲ့နော်အဲ့ကြတော့တော်တော်လေးမှန်ရဲနေကောင်းလေးပေါ့ဗျာအဲ့တော့အဲ့တော့ဟိုပြည်သူကိုပဲတက်ဖြတ်ဖို့အတွက်လုပ်နေတယ်ပြည်သူကိုလိန်ညာတယ်လှည့်စားတယ်ပေါ့နော်သူတို့ကိုကြိုးအတွက်ပဲပြည်သူကိုတစားကန်လှုပ်တာမျိုးတွေကအစားတောက်လျှောက်လုပ်နေတဲ့စစ်တပ်ဖြစ်တဲ့အတွက်ပေါ့နော်သူတို့ရဲ့စကားကိုလည်းယုံလို့မရတော့စစ်ပေးဆောင်ရတဲ့ပြည်သူတွေဟာတော်တော်လေးကိုဒုက္ခရောက်ကြတယ်ပေါ့နော်ဒီကြားထဲမှာပဲဒါပြည်သူတွေရဲ့ဒါဒီစိတ် ဘောဓာလေးတွေကိုသွားတွေ့ရပြန်အောင်အဲ့ဒါဘာလဲဆိုတော့ကိုကိုတိုင်းကိုဒုက္ခရောက်နေတဲ့ဈာတွေအမှကိုမွေးထားတဲ့တိရစ္ဆာန်လေးတွေပေါ့နော်ဒီတိရစ္ဆာန်လေးတွေအတွက်ကိုတွေးပြီးတော့ပူပေးရတယ်ပေါ့နော်ပူပေးကြတယ်အဲဒါကြောင့်မလို့လေခုနလိုပေါ့နော်မဆုံးရှုံးသင့်တဲ့အသက်တွေဆုံးရှုံးသွားတာဒါတနာဖို့ကောင်းတယ်ပေါ့နော်ဒါပြည်သူတွေတော်တော်လေးကိုဒုက္ခခံနေရတာစစ်ကောင်စီကတော်တော်ကိုရုံမှာပက်ဆက်တဲ့လုပ်ရက်တွေကိုလှုပ်နေတာပေါ့ဗျာအဲ့တော့ကြံခဲ့တဲ့ဝက်ကလေးတွေဒါအစာမစားရရဲ့လားဆိုတဲ့ပုံစံမျိုးနဲ့ပြန်ပြီးတော့အစာသွက်ကျွေးတဲ့ချိန်မှာအခုလိုမျိုးစစ်ကြောင်းနဲ့တိုးပြီးတော့တက်ဖြတ်ခံလိုက်ရတယ်ဆိုတော့ ါချင်းပြည်နယ်မှာရှိတဲ့ပြည်သူတွေအရန်ကိုဒုက္ခရောက်နေကြပါတယ်အဲ့ဒီအတွက်လည်းတန်းတန်းတော့ကူညီပေးကြပါဗောနော်အဓိကစစ်ဘေးရှောင်ရပြီဆိုရင်ကဒါလိုအပ်ပါတယ်လိုအပ်တာတွေများပါတယ်ဘာမှမပါခဲ့ဘဲနဲ့ဗောနော်အခုမှရှိတဲ့ပစ္စည်းပစ္စည်းအဖိုးတန်တဲ့ဟာဘာမှမယူနိုင်ခဲ့ဘဲနဲ့ခါဝတ်ခါးစားနဲ့ပြေးရတဲ့ပြည်သူတွေလည်းအများကြီးရှိကြတာဗောအဲကြောင်မလို့ဒါစင်းရဲပင်ပန်းခက်ခဲတဲ့ရာသီဥတုဒါဆိုးွားတဲ့တန်တွေကိုခံစားရတယ်ငတ်မှုမှုတွေကိုခံစားရတာဖြစ်တဲ့အတွက်ပေါ့နော်အဲကိုတက်နိုင်တဲ့အပိုင်းတွေမှာပါဝင်ပေးကြဖို့တောင်းဆိုချင်ပါတယ် အဲနောက်တစ်ခုကဒါကျွန်တော်ဒါမနေ့ကတင်ဆက်ခဲ့တယ်ပေါ့နော်1232မှာ9နှစ်ပပတ်ဆက်ဆက်ကြီးနော်မမတ်ရရန်ကြီးချထားတာပေါ့နော်ဒါလူရဲ့တက်တန်းတော့မှာ85 80ဒီလောက်ပဲဒါတတ်မှတ်လို့ရတော့တဲ့အနေထားမှာ200နဲ့မှ35နှစ်ထောင်ချခံခဲ့ရတယ်ပေါ့နော်အဲထောင်နဲ့ချမှတ်ခံထားရတယ်ရဲဘော်နှစ်ဆိုင်ကိုမိုးညိုဒါဒီရဲဘော်ကိုတော်လိုင်းတက်ဖွဲ့တွေကကယ်ထုတ်နိုင်ခဲ့တဲ့ဖြစ်စဉ်ရဲ့နောက်ဆက်တွဲအနေနဲ့ စစ်ကောင်စီတက်ထဲမှာတော်တော်လေးချင်းနေဆိုးနေတယ်အတီးကရဲတယ်ပေါ့နော်ရဲတယ်ရဲတယ်အနေဒိန်းနေအဲအဒီမင်းလမ်းလုံးကျော်ရေးယူတဲ့ကောင်တွေပေါ့နော်အဲ့ကောင်တွေအခုဆိုရင်ဒါလုံးဝယာထုပြုတ်ချုပ်တဲ့ရောက်အဲအဲ့လိုပုံစံမျိုးတွေဖြစ်နေကြတယ်နောက်ဆက်တဲ့သတင်းကောင်းတွေပေါ့နော်အဲ့ဒီဖြစ်စဉ်အတွင်းမှာဒါဒီအကုန်လုံးတာဝန်ရှိတယ်လို့ယူဆရတဲ့ဒီလမ်းလုံးကျုံရေးတာဝန်ယူထားတဲ့ကောင်တွေပါတယ်ပြီးရဲတပ်သားတွေပါတယ်နေရင်းတွေပါတယ်ပြီးတာဝန်ရှိသူအစင်းစင်းကို6မြို့မှရဲစခန်းမှာဖမ်းဆီးပြီးရေးယူထားတယ်ဆိုပြီးတော့သိရတယ်ပေါ့နော်ဒါလည်းအားရစရာသတင်းပေါ့နော် ဘာလို့လဲဆိုတော့ခုလိုမျိုးဒါစစ်ကောင်စီဘက်ကနေပြီးတော့ဗောနော်တော့နောက်ဘဝအထိပါတတ်မှတ်တဲ့ပုံစံမျိုးနဲ့ဗျာထောင်နဲ့ချမှတ်ခံရတဲ့ကိုယ့်ရဲ့ရဲဘော်ရဲဘက်တယောက်ကိုလုံးဝပြန်ပြီးတော့ကယ်ထုတ်နိုင်သလိုလွတ်မြောက်အောင်လုပ်နိုင်ခဲ့သလိုအဲ့လိုမျိုးဒါမမတ်ရန်လုတ်တဲ့ကောင်တွေကိုအခုလိုမျိုးအချုပ်လေးပြန်တက်ခဲ့နိုင်တာအာအဲ့ဒါအားရစရာကောင်းတယ်ဒီကောင်လေးရေးယူခံရမှာတေးကြတယ်ဒီကောင်လေးရေးယူခံထောင်ကြမှာထောင်ကြမှာပြီးရင်အဆင်စင်သောကောင်တွေရေးယူခံရမှာဗောနော် အခုဆိုရင်ဒါတို့တွေတော်တော်လေးကိုဖီအားတွေကြုံနေရတော့ပြီပေါ့နော်အဲ့တော့မင်းတို့ဒီလောက်ရင်နှန်းကြီးလည်းရှိတယ်လမ်းလုံးကြိုးတွေလည်းရှိတယ်အဲ့ဒီကြားတဲ့ကမှပေါ့နော်လုံးဝရင်နှန်းနဲ့သွားတဲ့ပေါ်ကနေပြန်ဒီလူလူတယောက်ကိုပြန်ပြီးတော့မင်းတို့ဆုံရှုံခဲ့ရတာမင်းတို့တွေတေးမှဘာဖြစ်နေညာမသေးကြတယ်အဲ့လိုပုံစံမျိုးသေးကြပေါ့လောက်ခံနေရပြီပေါ့နော်အဲ့တော့လွတ်မြောက်လာခဲ့တဲ့ရဲဘော်မိုးညိုဆိုတာကလည်းဒါ6မြို့ရဲ့နာမည်ကြီးဒေတာအခေါ်ပေါ့နော်ဘိုးအိမ်ဘိုးအိမ်60ပေါ့နော်အဲ့မှာအဲ့စစ်ကြောရေးမှာပေါ့နော်အဲ့မှာဒါမသေးုံတမဲ ဒါနှိမ့်ဆက်မှုတွေကိုခံခဲ့ရတဲ့သူဖြစ်တယ်ဆိုပြီးတော့လည်းသိရတယ်ဗောနော်အဲ့တော့အခုလိုမျိုးဒါလွတ်မြောက်လာတဲ့ဟာကဒါဝန်သားစရာဖြစ်တယ်ပြီးတော့သူအခုဆိုရင်ကျမကြီးကောင်းမှုတွေကုသမှုတွေခံယူနေပြီအဲဒီတက်ဖွဲ့တဲ့အနေနဲ့လည်းဗောနော်တကယ်ကိုဒါဆွမ်းဆက်တမန်လှုပ်ဆောင်နိုင်ခဲ့တဲ့အတွက်ကျွန်တော်ကတော့တကယ်လေးစားကျေးဇူးတင်တယ်ဗောနော်ဒါပြည်သူတွေကလည်းဝန်သားအားရနဲ့အဲဒါအာဖီစကားပြောနေကြရလဲတွေ့ရတယ်ဗောနော်ချီချူကုန်ပြရလဲတွေ့ရတယ်နောက်တစ်ခုကတော့အဲ့လိုဗောနော်ဒီစစ်ကောင်စီဘက်ကနေပြီးအခုလိုမျိုးလွတ်မြောက်လာတဲ့ဖြစ်စဉ်ကိုပြောပြတဲ့အခါမှာတချို့ကဘာတွေးလဲဆိုတော့ ဟာတဲ့ဒီလိုမျိုးတွေပြောပြနေတဲ့ဟာကတဲ့ဟိုဘက်ကအကုန်တိပြီးတော့အကုန်လုံးလိုက်ပြင်တော့ပြင်းကျွန်တော် ပြောပြင်းဘာဖြစ်လို့လဲဆိုတော့တပ်ဖွဲ့တွေကလည်းပြောစင်ပြောထိုက်တဲ့ဟာမလို့ပဲပြောတာပါအဲဆိုတာကဒီခုနသတင်းပေးဘာညာဆိုတဲ့ဟာထားလိုက်အောင်ပြောထားလိုက်အောင်တခြားဒီဖြစ်စဉ်တွေနဲ့ပတ်သက်လို့ပေါ့နော်သူတို့ဘလို့မှမလုပ်လို့လုပ်လို့မရတဲ့ဟာတွေပြင်ဆင်လို့မရတော့ဟာတွေကအများကြီးရှိတယ်။အားကြောင့်မို့အဲ့ဟာနဲ့ပတ်သက်လို့လည်းဒါစိတ်ပူလို့ပြောကြတာပါဒါပြည်သူတွေရလဲပေါ့နော်စိတ်ပူလို့စေတနာနဲ့ဂိူနာနဲ့ပြောကြမှကျွန်တော်နားလဲပါလေ။ဒါပေမဲ့အဲ့အတွက်စိတ်မပူပါနဲ့ပေါ့နော်တပ်ဖွဲ့တွေက ဒီလိုမျိုးအခြေအနေကြီးတဲကနေမှအကောင့်တွေပေါ်ပြီးတော့ဆောင်ရွက်နိုင်တဲ့အဖွဲ့တွေဖြစ်တဲ့အတွက်ဒီတက်ဖွဲ့တွေရဲ့ဆွမ်းဆောင်ရည်ကိုရှုံ့ပြပါနဲ့ဒီတက်ဖွဲ့တွေကတကယ်ကိုအစအရာထက်အတွက်ချင်းချင်းပြီးတော့လှုပ်ဆောင်တတ်တဲ့အဖွဲ့တွေဖြစ်ပါလေဆိုတဲ့အကြောင်းလေးလည်းပြောချင်ပါတယ်ဗောနော်အဲနောက်တစ်ခုကတော့ဒါနေရီကန်အဲနေရီကန်နေရီကန်ကဘာလုံးကဘာလုံးကြီးပြင်းခံပြီးတော့နောက်ပိုင်းမှာဒါစစ်ကောင်စီကစစ်ကြောင်းတွေလွှတ်တာအားလုံးသိမှာပါအဲ့ဒီထက်ကအခုဆိုရင်ဒါစစ်ကြောင်းဗောနော်ထုံးစံတိုင်းသူတို့အဲအရခတ်တတော် AA ဒါပိတ်ဆို့ထားတဲ့ဂျားတွေကနေပြီးတော့ဖောက်ထွက်လို့ရနိုင်မလားဆိုတော့ ဒါမျောလင်းချက်လေးတိတ်တိတ်လေးနဲ့ပေါ့နော်ဒါစစ်ကြောင်းနေထပ်ထိုးတယ်အဲဘယ်ကနေထပ်ပြီးတော့ဒီအင်အားတွေကိုပို့တာလဲဆိုတော့ဒါ brand တက်နေအမှတ်905အမြောက်စစ်စင်ကိုကဲမှုဌာနချုပ်ပြီးရင်အမှတ်305အမြောက်တက်ရင်ပြီးရင်အမှတ်400ကိုအမြောက်တက်ရင်အဲ့ဒီကအင်အားတွေကိုထပ်ပြီးတော့စစ်ကြောင်းထိုးဖို့အတွက်ပို့တယ်အဲ့ပို့တဲ့စစ်ကြောင်းတွေအခုဖြတ်တောက်ခံနေရတယ်ပိတ်ဆို့ခံနေရတယ်တေးကြတယ်မကြခင်မှာသတင်းကောင်းတွေထက်ကြရအောင်ပါဗောနော်အဲ့တော့ဒီတက်ဖွဲ့တွေဒီလိုမျိုးအမြောက်တက်တွေရနေပြီးပြလိုက်တယ်ချိုးကြလဲတွေးကြတယ်ဗောနော် မြောက်တက်ကလူတွေကိုထုတ်ပြီးတော့ပေးတာဖြစ်နိုင်တယ်ဆိုပြီးတော့ပြောကြရလဲရှိတယ်ဒါပေမဲ့နောက်ထပ်တစ်ချက်ရှိတာဘာလဲဆိုတော့အဲ့တက်တွေမှာပေါ့နော်အခုသူကတခြားနေရာကနေပြီးတော့ပေါ့နော်သူတို့ရဲ့အင်အားတွေအဲအခုဒါစားကားဆက်ကွန်စားကားဆက်ကွန်ရဲ့နောက်တန်းအင်အားတွေရှိတယ်အဲ့အင်အားတွေကိုသူကအင်အားဖြစ်အနေနဲ့သူကလစဉ်ပေးတက်တာရှိတယ်ပေးအဖွဲပေးအဖွဲဆိုပြီးတော့ပြောတာကြားဘူးလိမ့်မယ်ပေါ့နော်အဲ့ဒါကဘာလဲဆိုတော့နောက်တန်းကနေပေးလိုက်တဲ့ဒါလက်နက်တွေခဲရန်တွေအဲလိုအပ်တဲ့ခဲရန်တွေပြီးရင်ရိတ်ခါတွေပေါ့နော်ရိတ်ခါဆိုတာဒါမိသားစုတွေပေးလိုက်တဲ့ ဒါ coffee mate တို့ silly တို့ဘာလို့အဲ့လိုဟာမျိုးတွေလဲပါတာပေါ့လေနော်ပါဆယ်ပြီပေါ့အဲ့ဒီလဲပါတယ်ပြီးရင်အင်အားဖြည့်ဖို့အတွက်နောက်ထပ်အင်အားတွေလဲပါတယ်အဲ့လိုမျိုးပုံစံမျိုးနဲ့သူကတလားတစ်ခါပေးတက်တာတွေရှိတယ်အဲ့လိုပေးတက်တဲ့ခါမှာအဲ့ပေးအဖွဲတွေကအဲ့ဒီဖြစ်စဉ်ကြီးစဖြစ်ပြီးတော့ပိတ်ထားခံရပါတယ်ဆိုကနေကအဲ့ပေးအဖွဲတွေကတက်တယ်တလားတစ်ခါတက်နေလားဒါမဲ့အဲ့အင်အားတွေကအဲခုနလိုပေါ့နော်နေရခံတွေကိုမရောက်ဘူးအခုကုန်ကြီးနဲ့ပစည်းမှာဖြတ်တော့ပိတ်ဆိုချင်ခံထားရတယ်ပေါ့နော်တိုက်ခိုက်ခံထားရတယ် ဲ့တော့အဲ့သူတို့ကဘယ်နေရာတွေမှာသွားပြီးတော့စုပုံနေရလဲဆိုတော့ခုနလိုအာ905အမြောက်စစ်စင်ကုကမှုဌာနချုပ်လိုမျိုးအဲ့ပြင်ရခုနဒီ385လိုမျိုး409လိုမျိုးအမြောက်တက်နေမှာသွားပြီးတော့စုပုံနေရအဲ့အင်အားတွေကပေးအဖွဲ့တွေခုနပြောတဲ့အင်အားဖြည့်အဖွဲ့တွေပေါ့နော်80တက်လို့မရလို့ပိတ်မိနေတဲ့အဖွဲ့တွေကအဲ့မှာဒါတောင်းတင်နေတယ်ဆိုပြီးတော့ဒါကျွန်တော်စုံစမ်းသိရှိရတယ်ပြီးရင်သူတို့ရဲ့ပေးပစ္စည်းအထုပ်တွေပေါ့နော်ခုနလိုမျိုးရိတ်ခါတွေပေါ့နော်အဲတချို့ကြောက်လည်း ဒါဆစ်လိတ်တွေကိုညာတွေဒါအဲ့လိုမျိုးမှားတာရှိတယ်အကျော်လော်တွေမှားတာရှိတယ်ဗောနော်အဲ့လိုမျိုးထည့်ပေးတာရှိတယ်အဲ့ပစ္စည်းတွေကဘလောက်တောင်မှများနေတယ်လဲဆိုတော့အဲ့တက်တွေမှာဂိုးရောင်းနေအပြည့်နီးပါးဖြစ်နေတာကောင်းတော့မှာပဲဟိုအရှိတုံးကပို့တဲ့ဟာလေးဆိုရင်ဘလို့လို့ကောင်းတော့မှာလဲဗောနော်အဲ့ဒီဟာဟိုကြည့်ချင်းအပြည့်တို့တွေဘလောက်ထိဒုက္ခများနေတယ်လဲဗောနော် ပေးပစ္စည်းတောင်ပို့လို့မရတော့တဲ့အနေအထားဖြစ်နေတာ အာအရကတော့အေးရဖက်တောက်ပေးဆုံးမူရပါဘောနော်တကယ်ကြောက်ခမ်းမန်းလိလိဘောနော်ရေပန်းအောင်ဝင်မလားမသိဘူးဘောနော်အဲ့လိုပုံစံမျိုးကြီးကိုဒါပိတ်ဆို့ထားတာဖြစ်တဲ့အတွက်ရွှေကောင်စီဘက်ကတော်တော်လေးအကျက်တွေ့နေတယ်အဲပြီးတော့ဒီခုနလိုမျိုးပေါ့နော်ပေးထုတ်တောင်မှမပို့နိုင်တဲ့တွာပေါ့နော်အဲရှေ့မှာရှိပါတယ်ဆိုတော့ပိတ်ဆို့ခံထားရတဲ့စစ်ကောင်စီစစ်သားတွေကတော်တော်ကိုစိတ်သက်ပြပြနေလောက်ပဲတော်တော်လေးကိုစိတ်သက်ပြပြနေမှာအဲသူတို့မှဘာမှမျှော်လင့်ချက်မရှိတဲ့ပုံစံမျိုးဖြစ်နေမှာမိသားစုနဲ့တောင်မှအဆက်အသွယ်မရမိသားစုပို့လိုက်တဲ့ငချောင်းငချမ်းတောင်မစားရတဲ့အနေအထားဖြစ်နေတာပေါ့နော် ဒါဟာလည်းဒါလုံးဝပြောမယ်ဆိုရင်ဒါအတွေ့အကြုံစရာတစ်ခုဖြစ်တယ်ဒါအေရဲ့တိုင်နီးစနစ်တူပေါ့နော်နီးပြူဟာတွေကိုကျွန်တော်တို့ PDF တက်ဖွဲ့တွေကအတွေ့အကြုံစရာတစ်ခုဖြစ်တယ်ဒါပေမဲ့တေးကြရတယ်အဲ့ဒီဟာတွေကအခုလက်ထက်တင်နေတာပေါ့နော် PDF တက်ဖွဲ့တွေကအာခတ်တော်အေနဲ့ပူးပေါင်းပြီးတိုက်နေတာဖြစ်တဲ့အတွက်ဒီလိုမျိုးလုံနေတဲ့နီးလန်းတွေအကုန်လုံးကိုတေးကြလုံးဝလက်ထက်ပြီးတော့တင်ကြခံရတဲ့ပုံစံမျိုးဖြစ်နေမှာအဲ့တော့နောက်ပိုင်းတွေမှာဒီတက်ဖွဲ့တွေကစွန့်ရင်ပြေဝလာဖို့ပဲရှိတယ်အာခတ်တော်အေရဲ့နီးပြူဟာတွေကိုလုံးဝ အလွတ်ရတဲ့အထိပေါ့နော်တင်ယူနိုင်စွမ်းရှိတဲ့အဖွဲ့တွေဖြစ်တဲ့အတွက်နောက်ဆိုရင်နောက်လာမယ့်တိုက်ပွဲတွေမှာဒီတက်ပုံမှုကောင်းမွန်တဲ့စွမ်းရည်တွေပြသနိုင်မှုပဲရှိတယ်ပေါ့နော်အဲ့တော့အခုလိုပို့ခံရတဲ့အင်အားတွေပေါ့နော်ခုနစစ်ကြောင်းပို့ခံရတဲ့အင်အားတွေအဲ့အင်အားတွေကဂုတ်ကြီးကျေးရွာနဲ့ပစီကျေးရွာနားတွေမှာပိတ်ဆို့တိုက်ခိုက်ခံနေရတာဖြစ်တယ်ဒီတိုက်ခိုက်မှုတွေအကြောင်းမလို့လေတဲ့စစ်ကောင်စီဘက်ကအထိနာကတေဆုံးအထိခိုက်တွေများပြားနေတယ်ဆိုပြီးတော့လည်းသိရတယ်။ဒါအပြင်ထွက်ပြေးလွတ်မြောက်နေတာတွေလည်းရှိလို့ဒေါ်လာရင်းတပ်ဖွဲ့တွေကလိုက်ပြီးရှာဖွေနေရတယ်။ ဒါကလည်းကြားနေကြရရပဲထုံးစံပဲဘာလို့လဲဆိုစစ်ကြောင်းတွေထိုးလာပြီးရောသွားသွားသွားဆိုသွားလိုက်ပြန်ပြီးပြင်အားကတက်တော့အေးအဝုံချင်းဝုံကွန်းချပြန်ပြီးချတဲ့ခါကျရင်အကုန်လုံးလာလက်နဲ့တွေပါထားပြီးတော့ထွက်ပြေးတဲ့ကောင်ပြေးလက်နဲ့တွေယူပြီးတော့ခြေဦးတည့်တဲ့နေရာပြေးတဲ့ကောင်ပြေးအဲ့လိုပုံစံမျိုးတွေကတောက်လျှောက်ဖြစ်နေတာစစ်ကောင်စီဘက်ကိုပြန်မသွားတော့ဘူးအေးဘက်ကိုလည်းလာမှကြောက်တဲ့ခါကျတော့ထွက်ပြေးကြခြေဦးတည့်အဲ့လိုပြေးရင်းနဲ့ပေါ့နော်ပြန်ဖမ်းမိတဲ့သူတွေလည်းအများကြီးရှိတယ်ဒါရှစ်ကာလမှာဆိုရင်ဒါအားကတက်တော့အေးကအယောက်80ကျော်အဲစစ်ကောင်စီဘက်ကပေါ့နော်ဒူးနာသားတွေ အဲစစ်ကောင်စီဘက်ကပေါ့နော်အယောက်80ကျော်ဒါ၃မှန်းအဖြစ်ဖမ်းဆီးရမိတယ်ဒါမျိုးပုံစံမျိုးတွေလည်းထုတ်ပြန်ခဲ့တာရှိတော့အားရစရာကောင်းတယ်ပေါ့နော်နောက်တစ်ခုထူးခြားတာပါလဲဆိုတော့ဒီနှစ်မကုန်ခင်ဒီတိမ့်ပိုက်ဖို့ကြံနေတဲ့နေရာတွေလက်ဆတ်တက်ဖို့ကြံနေတဲ့နေရာတွေကိုတဲ့အပြက်တိုက်ခိုက်နိုင်ဖို့လှုပ်ဆောင်လာနိုင်တယ်ဆိုပြီးတော့အခါတက်တော့အေးနဲ့နီးဆက်သူတွေစီကနေပြီးတော့သိရပါတယ်ပေါ့နော်အဲ့တော့တတ်မှတ်ထားတဲ့ပုံစံမျိုးတွေပါဖြစ်လာရရက်တွေပါတွတ်ထားပလိုက်ပြီပေါ့နော်အဲ့လိုမျိုးဖြစ်တဲ့အတွက်စစ်ကောင်စီတွက်ကတော့တော်တော်လေးကိုအခြေအနေဆိုးရတဲ့အနေအထားဖြစ်နေပြီအဲ့တော့ အခါတတော်အေးဘယ်လိုတွေအစွမ်းပြမလဲအဲပူပေါင်းတက်ဖွဲ့တွေဘယ်လိုမျိုးအစွမ်းပြမလဲဆိုတဲ့ဟာကိုကျွန်တော်တို့ဒါစောင့်မျှော်နေုံမရှိရပါတော့ဒါဟာလေအားရစရာကောင်းတယ်စစ်ကောင်စီဘက်ကဒီနေရာတွေကိုပို့နေတဲ့စစ်ကြောင်းတွေကပို့မလောက်ဖြစ်နေတာပါဗောနော်ဒါပို့ကုန်ပို့ကုန်ပို့ကုန်ပို့သမျှကုန်နေတဲ့စစ်ကြောင်းတွေဖြစ်နေတာပါဗောနော်အဲ့တော့ဒါလည်းအားရစရာကောင်းတယ်နောက်တစ်ခုကတော့ဒါထိုင်းမြန်မာနယ်စပ်တစ်လျှောက်ဒီကြားဖြန်လောက်ွက်တွေပေါ့နော်အဲဒီကြားဖြန်လောက်ွက်တွေတဲကတခုဖြစ်တယ်ဒီကြောက်ခတ်စားရောဒါ KK Park အဲဘာဆိုမဲလုံးပြောလဲကေကေပတ်ကေကေပတ်အဲ့နေရာမှာလဲဒါစစ်ကောင်စီကဟန်ပြပုံစံမျိုးနဲ့လှုပ်ဆောင်ပြခဲ့တာတွေရှိတယ်ဇလန်းရိုက်ခဲ့တာတွေရှိတယ်ပြီးရင်အခုရွှေကုတ်ကိုရွှေကုတ်ကိုမှဆိုလဲအဲ့လိုပဲဝင်စီးတဲ့ပုံစံမျိုးတွေဇလန်းရိုက်တာမျိုးတွေလှုပ်လာပြီးအဲနောက်တစ်ခုကကြောက်ခတ်ပေါ့နော်အခုဒီကြောက်ခတ်ကိုလဲအာ ဲ the reporter ပေါ့နော်အဲအဲ့အီကနေပြီးတော့ရေးသားထားတဲ့ဟာဘာတွေ့ရလဲဆိုတော့ဒီကြောက်ခတ်မှာအထက်အမြင့်အဆောက်အဦတွေအစ်စ်တီဆောက်နေတာတွေ့ရတယ်လို့ဆိုလာပြားတွေတက်ဆင်နေတယ်ဆိုတာကိုလည်းတွေ့ရပါတယ်ဆိုပြီးတော့ရေးထားတာရှိတယ်ပေါ့နော်ပြောချင်တာကတော့ဒီကြားဖြတ်လုပ်ငန်းတွေကဒါဒီနားတွေမှာရှိတယ်ဒီနေရာတွေမှာရှိတယ်တချို့နေရာတွေမှာအစ်စ်ဆောက်လုပ်နေတယ်တချို့နေရာတွေမှာတိုးချဲ့နေတယ်ဆိုတဲ့ပုံစံမျိုးဒါပြောသွားတယ်လည်းအတူတူပဲပေါ့နော်အဲ့တော့ဘယ်လိုတွေလောက်ထားသလဲဆိုတော့ဒါအုတ်တိုင်းအမြင့်တွေကာရင်ပြီးတော့ပေါ့နော် သွာလာရေးအတွက်ကိုဒါကတ္တရာလမ်းတွေမှာဖောက်လုံနေတာတွေရှိတယ်ပြင်ဆင်နေတာတွေရှိတယ်အဲ့ဒီသူတို့စောက်နေတဲ့အဆောက်အဦတွေပေါ်မှာဆိုရင်ဆိုလာတက်ဖို့အတွက်တီးတဲ့နေရာတွေလှုပ်ဆောင်နေတာတွေလည်းရှိတယ်ဆိုပြီးတော့သိရတယ်ပြီးတော့ဒီထိုင်းအာနာပိုင်းတွေကဒီလျှက်စစ်မီးတွေဖြတ်တောက်လိုက်တဲ့ချိန်မှာဒီကြားဖြတ်တွေကဆိုလာတွေကိုပြန်ပြီးတော့ပြောင်းလဲအသုံးပြုနေတယ်ဆိုတဲ့ပုံစံမျိုးပေါ့နော်ဒါတွေကိုလည်းတွေ့ရတယ်ပေါ့နော်အဲ့တော့ဟုတ်တယ်ဒီပုံစံတွေဒီအနေအထားတွေမြင်နေရပြီဆိုတော့အဲ့ဒါကြားဖြတ်မယ်တကယ်တကယ်ဘာလို့လဲဆိုတော့အိုတိုင်းအမြင်ကြီးတွေကောင်းမယ်လုံးဝအာအင်အားဝင်းကြီးပုံစံမျိုးတွေလုံမယ်ပြီးတာနဲ့အဲ့မှာ ခုနတော့အဆောက်အဦတွေဖြစ်လာမယ်အဲ့ဒီမှာဒီ online လင်လင်းမှုလုပ်ငန်းတွေလေပတ်မယ်ပေါ့နော်အဲ့တော့ပြောချင်တာအဲ့လိုမျိုးတွေဖော်ထုတ်ဖော်ထုတ်ဖော်ထုတ်ပေးနေတဲ့ဟာတွေကကောင်းပါတယ်ပေါ့နော်အဲ့တော့ဒီတစ်ခုတည်းတွေမဟုတ်ဘူးမင်းတို့ဒီမှာလည်းရှိတယ်အဲဒီမှာတွေမဟုတ်ဘူးမင်းတို့ဟိုမှာလည်းရှိတယ်အဲကြောက်ခွက်မှာတွေမဟုတ်ဘူးရန်ကုန်မှာလည်းရှိတယ်ရန်ကုန်မှာတွေမဟုတ်မြောက်ပိုင်းမှာလည်းရှိတယ်အဲအဲ့လိုပုံစံမျိုးဒီလိုမျိုးတွေဖော်ထုတ်နိုင်နေတဲ့ဟာကစစ်ကောင်စီအတွက်ကိုနောက်ကာလတွေမှာလာမယ့်ကာလတွေမှာတော်တော်လေးအကျက်ရိုက်စင်မဲ့ပုံစံမျိုးတွေဖြစ်လာလိမ့်မယ်ပေါ့နော်အဲ့တော့ဒီကြားဖြန့်ဇလန်း ဇက်ရှိန်ကတော့တော်တော်လေးကိုတက်နေပြီဆိုပြီးတော့ပြောရမှာပါเนาะဘသူတွေပဲချိန်မှာဘလို့ဖြစ်မလဲဆိုတဲ့ဟာကိုကျွန်တော်တို့စိတ်ဝင်စားစောင့်ကြည့်အောင်မရှိပါလေနောက်တစ်ခုကခါလရ၁၁ကစစ်ကောင်စီစစ်သားကိုကိုလင်းအဲ့ကိုကိုလင်းကတိုက်ပွဲမှာတေဆုံးသွားတာ၁၀လောက်ရှိပြီသူတေဆုံးသွားတာ၁၀လကြာပြီဆိုပေမဲ့သူ့ရဲ့ကြံခဲ့တဲ့မိသားစုကိုစစ်ကောင်စီကငွေကျပ်၄သိန်းခွဲပဲပို့ပေးတယ်ဘာခံစား권မှမလာဘူးငွေကျပ်၄သိန်းခွဲပဲပင်စင်နေအသက်အမကနေအခြားဘာဥပိုင်ဘာညဘာတခုမှမလာဘူး ဘာတစ်ခုမှမလာပဲねဒီလေးသိန်းခွဲပဲပို့တာဗောနော်အဲ့တော့ကိုကိုလင်းက2025ဒါ January ဒါ18ရက်18ရက်နေ့ကလေးကဒါမကွေးတိုင်းဒေသကြီးတဲကတော်လိုင်းတက်ဖွဲ့တွေလက်ချက်နဲ့အသက်ပြောက်ခဲ့တာဗောနော်အဲ့တိုက်ပွဲနဲ့အဲ့တိုက်ပွဲမှာတေးခဲ့တာဗောနော်တေးပြီးပြီးချင်းမှာဒီခလာရ71ကဗောနော်71ကဒီတဲရေးပူကြီးဗောနော်တဲရေးပူကြီးဆိုတဲ့သူကသူ့ရဲ့အမေကိုဆက်တွေ့တယ်ဆက်တွေ့ပြီးတော့တိုက်ပွဲမှာသူသားတေဆုံးကြောင်းပြောပြီးတော့ထောက်ပံ့ငွေ၄သိန်းခွဲပို့ခဲ့တယ်ဗောနော်အဲ့ဒီနောက်ပိုင်းဘာဆိုဘာမှဘာမှကိုမလာတော့ ဘာမှမဆက်သွယ်လာတော့ဘူးဆိုပြီးတော့တည်ရတယ်ဗောနော်အဲ့တော့စစ်ကောင်စီစစ်သားတွေရဲ့မိသားစုတွေအတွက်ဗောနော်ပြန်စဉ်းစားကြည့်မယ်ဆိုရင်သူတို့ရဲ့သားတယောက်လုံးအသက်ပေးလိုက်ရတယ်အာနာရှင်အတွက်အဲ့လိုမျိုးအသက်ပေးလိုက်ရလို့ရလာတဲ့ရပိုင်ခွင့်ခန်းစားခွင့်က၄သိန်းခွဲဆိုတော့တန်ရဲ့လားဗောနော်သူတို့သားသမီးရဲ့အသက်က၄သိန်းခွဲပဲတန်တာလားအဲ့ဒါကိုလေဒါကြံခဲ့တဲ့မိသားစုတွေပေါ့နော်အခုလက်ရှိမှာကိုပဲစစ်သားဖြစ်နေတဲ့စစ်သားတွေရဲ့မိသားစုတွေမိဘတွေကတွေးသိနေတယ်နော်ဒါတကယ်ဖြစ်စင်နေတော့အဲ့တော့ဒါပြင်ဘာထက်သိရလဲဆိုတော့အဲ့ကိုကိုလင်းက ပါစာမဟုတ်ဘူးပြောရမယ်ဆိုရင်ပေါ်တာဆွဲခံရတဲ့သူမဟုတ်ဘူးအတင်းအာရမဒါစစ်မှုထမ်းမှုစူးစောင်းခံရတဲ့သူမဟုတ်ဘူးအဲ့ဒီစစ်မှုထမ်းဥပဒေဒါအတင်းကျက်ဒါစစ်မှုထမ်းခိုင်းတဲ့ဥပဒေမထုတ်ပြန်ခင်မတိုင်ခင်ကလေးကသူကသူ့ဆန္ဒအလျောက်တက်သေးကိုဝင်သွားတာတဲ့အဲ့တော့နဲတောင်နဲသေးတယ်ဗောနော်ပါကြောင့်လဲဆိုတော့ဒီပါစဆိုရင်တော့မှနားလဲပေးလို့ရရင်ရအောင်ပဲဗျာဒါတော့မှပဲခုနောက်ပိုင်းပါစတွေကတော်တော်လေး ်ဒါနည်းနည်းလေးဇောင်းထလာတယ်ပေါ့နော်အခုဆိုရင်ဒါဒီကိုကိုလင်းဆိုတဲ့ကောင်ကသူကဒီပါစတွေဆိုတဲ့ပုံစံမျိုးမရှိခင်ကနေကသူကသူ့သဘောနဲ့သူတက်သေးကိုဝင်ရောက်ပြီးတော့အဘအတွက်တာဝန်ထမ်းဆောင်ပေးတာဖြစ်တယ်အဲ့တော့စိတ်လို့လက်ရည်နဲ့တာဝန်ထမ်းဆောင်ပေးတဲ့သူတွေကိုတောင်မှအခုလိုမျိုးခံစားခွင့်အပြည့်အဝမပေးဘူးပြောချင်တာအထက်ကနေပြောပေးတဲ့သူတို့ဘာသာသူတို့ဘလောက်ပဲပြောပြောပါတော့အောက်ခြေကားကောင်တွေကစဖြတ်စားလက်စားလုပ်နေတယ်ဆိုတဲ့ဟာကိုသူတို့မသိကြဘူးသိလဲသူတို့ဘာမှမတက်နိုင်ဘူးအခုကဲဘသူ့ကိုဘာသာပြောမှလဲအခု မျိုးစုသားတည်သွားပြီ10လရှိပြီ10လအဲ10လအတော်တွင်းမှာတို့ကိုဘာမှမပါမဘူးပြောရမယ်ဆိုရင်ဗောနော်အဲ့တော့ဘလိုပဲဖြစ်ဖြစ်ဒါစစ်ကောင်စီစစ်သားတွေရဲ့မိသားစုတွေအနေနဲ့တန်ရဲ့လားဆိုတဲ့ဟာကိုပြန်တွေးဗောနော်အဲ့တော့ခုနလိုလိုလိုလလိုင်းနဲ့သွားပြီးတော့စစ်မှုထမ်းပြီးတယ်ဆိုရင်တော့တန်တယ်ဗောတန်တယ်အာနာရှင်ကိုအသက်ပေးလို့ရခဲ့တဲ့ဟာကအဲ့ဒါပဲဆိုတဲ့ဟာပဲပြောချင်တယ်လေးသိန်းခွဲပဲတန်ကြီးရှိတယ်ဗောနော်အဲ့တော့ဘလိုပဲဖြစ်ဖြစ်စစ်ကောင်စီမိသားစုတွေအနေနဲ့ပေါ့နော်အဲစစ်ကောင်စီတပ်ထဲမှာရှိတဲ့မိသားစုတွေအနေနဲ့ ဒီလိုမျိုးဟာတွေကိုလက်ခံနေတယ်ဒီလိုမျိုးပဲဆက်ပြီးတော့ဒါကိုပဲကျင့်ရပါတယ်ဆိုရင်တော့လည်းဆက်လုပ်ပါတော့အဲတပ်ဖွဲ့တွေကတော့လာသမျှအကုန်ပြင်းပါပဲပေါ့နော်အဲ့တော့လေးသိန်းခွဲနဲ့အသက်နဲ့လဲကျင်နေဆိုရင်တပါဆိုလဲလဲပေါ့နော်နောက်ထပ်သတင်းတစ်ခုကတော့ဒါမကွေးတိုင်းပေါ့မြို့နယ်တောင်ပိုင်းအဲ့ပေါ့မြို့နယ်တောင်ပိုင်းကဒါပြူရွာကြီး၄ရွာရှိတယ်ဗောနော်အဲရောချောင်းဘေးမှာပြူရွာကြီး၄ရွာရှိတယ်အဲပြူစော်လေးရွာဗောလေအဲ့တော့စစ်ကောင်စီတွက်ဒါလက်ပါစီတွေဗောနော်အဲ့လိုမျိုး၄ရွာရွာ၄ရွာရှိတဲ့ထက်က နှစ်ရွာကိုဒါပေါက်တောင်ပိုင်းပါကပါကတိမ့်ပိုက်ပြီးတော့မိရှုပြစီနိုင်ခဲ့တယ်။ကင်ထုတ်ပလိုက်တာပြီးတော့ရှုပ်လို့အဲ့ဒီပြွာကြီးလေးရွာပါလဲဆိုတော့ဝန်ကျုံတစ်ချိုကုန်းပင်တောင်ရွာအပင်တောင်ရွာပြီးရင်တက်ကုန်းရွာပေါ့နော်။အဲ့ရွာလေးရွာရှိတယ်။အဲ့ထဲကဒါဝန်ကျုံနဲ့ဒါတစ်ချိုကုန်းကိုတိမ့်ပိုက်နိုင်ခဲ့တာဖြစ်တယ်။ကြံတဲ့နှစ်ရွာကလည်းတကယ်အကြီးကြီးတဲ့။အဲကြံတဲ့နှစ်ရွာကျတော့ဒါပင်တောင်ရွာနဲ့တက်ကုန်းပေါ့နော်။အဲ့ရွာကြီးနှစ်ရွာကလည်းတကယ်အကြီးကြီးပေါ့နော်ပြွာကြီးအကြီး။ညမအဲ့နှစ်ရွာကိုတော့မသိမ့်ပိုက်နိုင်ခဲ့ဘူး။ ဒါပေမဲ့တပ်ဖွဲ့တွေရဲ့ရည်ရွယ်ချက်ကကြတော့လေးရွာလုံးကိုပြင်းဖို့ဆိုပြီးလှုပ်တာလေးရွာလုံးကိုအပိသိမ်းဖို့ဆိုပြီးလှုပ်တာဒါပေမဲ့တပ်ဖွဲ့တွေမှာလည်းအများအားမှာဒါပြည့်ပြည့်စုံစုံနဲ့တိုက်ပွဲဝင်ရတာမဟုတ်တဲ့အတွက်ပေါ့နော်လိုအပ်ချက်တွေကရှိကြတယ်အဲ့တော့အဲ့လိုမျိုးနဲ့တိုက်ပွဲဝင်ရတဲ့ခါခုနပြူဟာနှစ်ရွာကိုတိမ့်ပတ်နိုင်ခဲ့တယ်ဒါဝင်ကျုံတိချိုကုန်းပေါ့နော်အဲ့ရွာတွေကိုတိမ့်ပတ်နိုင်ခဲ့တယ်ကျန်ရွာကိုတိမ်ပတ်ဖို့လုပ်တဲ့အချိန်မှာစစ်ကောင်စီဘက်ကလေချောင်းကနေပါရာမူတာပါတယ်ဂျိုင်ရိုကော်ပရာပါတယ်ဝိုင်းတွဲပါတယ်ဖိုက်တာပါတယ်အဲအဲ့အိုင်နဲ့ဒါတနေကုန်ဘုံကျဲတိုက်ခိုက်တာတဲ့အပြင်ဒီဟောက်ဝဲစာတွေပါပေါ့နော်တနေလုံးပြစ်တာ တနေ့လုံးပြည့်တဲ့အတွက်တပ်ဖွဲ့တွေကဒါပြန်ဆုတ်နိုင်ခဲ့တယ်အထိကိမရှိဘူးပေါ့နော်အဓိကတော့ဒီပြူရွာတွေဆိုတဲ့ဟာကလည်းစစ်ကောင်စီနဲ့ဘာမှမချောင်းစစ်ကောင်စီထက်တောင်မှပို့ပြီးတော့မယိုင်းသေးတယ်ပို့ပြီးတော့စုပ်ပဲ့သေးတယ်ပေါ့နော်ဘာလို့လဲဆိုတော့ဒီရွာတွေရွာတွေဆိုတာရွာချင်းရွာချင်းကန့်နေကြတယ်ကန့်နေတော့ဒေသခံအချင်းချင်းပဲပြောရမှာဆိုရင်စစ်ကောင်စီအတွက်အလုပ်ကျွေးပြုတဲ့ကောင်နဲ့ဒေါ်လိုင်းတပ်ဖွဲ့တွေကိုထောက်ခံတဲ့ရွာဆိုပြောပဲကွာသွားတာပေါ့နော် အဲကြတော့ဒီပြူရွာတွေဆိုတဲ့ဟာကလည်းစစ်ကောင်စီရဲ့လုံရက်တွေစစ်ကောင်စီရဲ့လုပ်ငန်းတွေကိုအကောင့်ထဲပေါ်ပေးနေရတယ်အတူတူပဲအဲကြအဲ့လိုရွာမျိုးတွေဆိုရင်လည်းတပ်ဖွဲ့တွေကတိုက်ခိုက်ရမှာပဲပေါ့နော်အဲသူတို့ကပို့ပြီးတော့မတ်ရိုင်းတယ်သူတို့ကပို့ပြီးတော့ဆုပ်ပဲ့တယ်သတင်းပေးတာမျိုးတွေဒါပြီးရင်ဒါလက်နေကြီးပြစ်ခိုင်းတာမျိုးတွေအာစစ်ကောင်စီရှေ့ရနေပြီးတော့စစ်ကောင်စီကတော်တော်သူတို့ကပို့ပြီးတော့စစ်ကောင်စီနေတာပေါ့နော်ဟာပြည်သူတွေကိုတပ်ဖြတ်တာမျိုးတွေရွာတွေကိုဝင်ပြီးတော့အိမ်တွေကိုဖောက်ပစ်စည်းတွေတဲ့အာကိုနဲ့အဆင်မပြေဘူးဆိုတော့ဟိုးအရင်ကရန်ညှိုးရန်စားတွေကို တင်းပြီးတော့ဗောနော်ရန်ညွတ်ရန်စားတွေကိုခုချိန်မှာလက်စားချေသလိုပုံစံမျိုးနဲ့စစ်ကောင်စီကိုသတင်းပေးအရင်တုန်းကပြောဂျပန်ခေတ်ကတုန်းကအလိုရောအလိုတော်ကြီးလားအဲအဲ့လိုမျိုးပုံစံမျိုးနဲ့တွားပြီးတော့တထဲထဲတွားတူအားကြမို့တချို့နေရာတွေမှာဆိုရင်ဒါတော်လိုင်းတက်ဖွဲ့တွေကအဲ့ပြူတွေကိုတော့ပို့ပြီးတော့မုံဒီစိတ်ဖြစ်တယ်ဆိုပြီးတော့သိရတယ်ဗောနော်ဒါတချို့တော်လိုင်းပြည်သူတွေဆိုလဲအဲ့လိုစိတ်မျိုးရှိတယ်သူတို့ကပို့ပြီးတော့မတ်ရိုင်းနေလို့သူတို့ကပို့ပြီးတော့ရက်ဆက်နေလို့ဗောနော် ဒါကြောင့်မလို့အခုလိုမျိုးဒါတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်ဆိုတာလေဒါအားရကြကောင်းတယ်ဗောနော်ဒါမဲ့လည်းခုနလိုဒါလေးရွာလုံးသိမ်းဖို့အတွက်လို့လေးရွာလုံးဆိုရင်တော့ပြီးပြီဗောဗျာဒါမဲ့လည်းခုနလိုလိုအပ်ချက်တွေရှိတယ်အဲပြင်ပမန်းနဲ့လောက်ရတဲ့အပြင်ုံမှာဗောနော်ဒါမပြည့်မစုံနဲ့လုံနေရတာဖြစ်တဲ့အတွက်ဒီမှန်ချက်တော့မပြည့်မြောက်ခဲ့ဘူးဒါတဝက်တော့ဒီမှန်ချက်အောင်မြင်ခဲ့တယ်ဗောဗျာအဲ့တော့စစ်ကောင်စီဘက်ကလည်းအလိုကျွန်းနောက်ခုနလိုလေချောင်းကနေဒါပုံကျဲတိုက်ခိုက်တာမျိုးတွေပါရာမူတာတွေနဲ့တက်လာတာမျိုးတွေပြီးရင်ဒါဟောင်းဝေစာတွေနဲ့ပစ်တာတွေဗောနော်ဒါတွေကြောင့်မလို့ပြန်ပြီးတော့ ဒါမအောင်မြင်မဲနဲ့ဆုတ်ခွာခဲ့တာဖြစ်တယ်ဒါမဲ့လည်းနှစ်ရွာတော့တင်းနိုင်ခဲ့တယ်အဲ့အတွက်လည်းနေစားတယ်ဂုံယူတယ်အဲဒါကလည်းလိုအပ်လို့လောက်တာဖြစ်တဲ့အတွက်ကျွန်တော်ကတော့ကျေးဇူးတင်တယ်ဟုတ်လားအဲ့တော့ဒါသတင်းတွေကတော့ဒီလိုပဲနေစဉ်ရက်ဆက်သတင်းကောင်းတွေအများကြီးရှိတယ်အဲ့တော့တချို့သတင်းတွေကကျွန်တော်တို့ဒါပြန်ပြီးတော့တင်ဆက်တဲ့ခါတွေမှာပေါ့နော်အဲသုံးသက်ချက်လေးပါဖို့အတွက်ကိုသတင်းအရင်အတွက်နှဲသွားမျိုးလည်းရှိမယ်ဘာဖြစ်လို့လဲဆိုတော့နေစဉ်နဲ့မြထူးနေတဲ့သတင်းတွေအကုန်လုံးမပါနိုင်လို့ပေါ့ဗျအဓိကတော့နေစဉ်အမြ ဒါဒေါ်လာရင်းသတင်းတွေကတော့အမြဲတမ်းထူးခြားပြောင်းလဲနေတာတွေရှိတယ်။အဲ့ဒီထဲမှာဒါကျွန်တော်တို့ကထူးခြားဖြစ်စဉ်တွေကိုဒါအချိန်ပေါ်မှာမူတည်ပြီးတော့တင်ဆက်ပေးရတာဖြစ်တဲ့အတွက်ဒါလောက်နေပဲရှင်းပြပေးပါဘောနော်။အဲ့တော့နောက်ထပ်လဲကျွန်တော်တို့သတင်းကောင်းတွေအများကြီးရှိမှာပါ။တပ်ဖွဲ့တွေနဲ့ကျွန်တော်တို့ပြောရတဲ့ခါတိုင်းမှာတပ်ဖွဲ့တွေကကျွန်တော်တို့ကိုအမြဲတမ်းပြောတဲ့စကားတစ်ခုရှိတယ်။အဲ့ဒါဘာလဲဆိုတော့ဘုရင့်မြတ်သတင်းတွေကလောင်းအောင်ပါ သတင်းတွေကကောင်းပါကျွန်တော်ကကြားရတိုင်းမှာအရန်အားရစရာကောင်းတယ်ပေါ့နော်အဓိကတော့တပ်ဖွဲ့တွေကမြေပြင်မှာမဆုံမနစ်နဲ့ကြိုးစားနေကြတယ်အဲ့ဒီအတွက်ကိုဒါကျွန်တော်တော်လန်ပြည်သူတွေကတက်နေတဲ့လောက်ပါဝင်ပြီးတော့ကူညီပေးကြဖို့ပဲလိုတယ်ဆိုတာလေးပြောချင်ပါတယ်ဗျအားလုံးပဲကျေးဇူးတင်ပါတယ်